ဒီဟိုသူ့ကိုမချင်ငက်လို့ပြောတာမဟုတ်ပါဘူးဟိုကိုယ်ရဲ့ကျေးဇူးရှိတယ်လည်းမမားပါဘူးကိုယ်ပူတူဆိုရလဲကျွန်တော်တို့ရဲ့ကျေးဇူးရှိကျွန်တော်တို့တခါကူညီဘူးပါပဲအဲပတ်သက်၄သိန်းခေါ်ပေးဘူးပါပဲလိုင်းကန်ကရဲ့တံငယ်လေးရွေးဖို့ဆိုပြီးတော့ကျွန်တော်ကူညီပေးဘူးတယ်အကျွန်တော်ရဲ့တကယ်ကျေးဇူးရှိမှသူကလည်းဒါပဲမဲ့လို့လဲအဲ့လိုမျိုးလေးလှုပ်လိုက်ခါကျတော့ကျွန်တော်မိသားစုပိုင်းဆိုင်ရာရတော့ကိုရဲ့ကျွန်တော်တို့တော့ကဟိုဘယ်လိုပြောရမလဲဆိုတော့ချိန်မောင်းလက်ခံရတယ်ကျွန်တော်အခုချိန်တော့မပြောင်းသေးပါဘူးအဲ့လို ဟုတ်ကဲ့သမီးတို့ပြောရဆိုရလေလေမင်းတို့စကားများလားဒီစကားကပြောပြတာမှန်တကယ်တော့ကိုသားသမီးကိုမရောက်နိုင်ဘူးပေးလည်းမပေးနိုင်ဘူးအဲ့လိုမျိုးပြောနေရဆိုကျွန်တော်တို့ရင်းကလေးစိတ်မှပြန်လာပြီးတော့လင်းမရရဲ့အမကားလမ်းမေးလျှောက်လာလျှောက်လာပြီးတော့လင်းမရရဲ့ရင်ဖြစ်လာပြီးတော့အမဒီကြီးမကြီးမွေးကျင်လို့ရှိပေးမယ်ဟာဆိုပြီးပိုင်ညာသူတို့ပြောလိုက်မိတယ်ပြောလိုက်တယ်အဲပြောလိုက်မိရပြောလိုက်ပြောလိုက်မိရလင်းမရအမလမ်းမအင်တာဗျူးမှာလူကြီးတွေတွေ့တော့ အဲ့လိုမျိုးပြုလိုက်ရခါကျအဲ့လိုကျော်လဲနှုတ်ကနေဖြတ်မိတယ်။ဒါပေမဲ့ကျွန်တော်တို့ရင်ထဲပါလို့ပြောရမှာမဟုတ်ဘူး။ကျွန်တော်ကလေးတွေလည်းလူ့ဘုံမှာလည်းမပေးနိုင်ဘူး။ကျွန်တော်တို့မရှိလို့ကုညီတောင်းတယ်၊ပြုမှုလေးလေးနဲ့တောင်းတယ်။ဒီကလေးတွေနှလုံးခွဲဖို့အတွက်ဆိုရင်ပြုမှုလေးနဲ့တောင်းတယ်။ပြောတာ။အစတော့တော့ရှိတယ်၊အခုမရှိတော့ဘူးလေ။အဲ့လိုမျိုးကလေးဝယ်လိုက်ပြီဆိုပြီးတင်လိုက်တော့ဘယ်သူမှလည်းအလှူရှင်မရှိတော့ဘူး။တောင်းဝင်ပြီးတော့ပေါ့။ဟုတ်ကဲ့။ဟုတ်လား။ဟုတ်ကဲ့။အဲ့ဆိုတော့ဒီကလေးကိုဟုတ်တူပဲတောင်းဝင်ယူပေးရမှာပေါ့။ဟုတ်လား။ဆီဆော့။နော်။ဟုတ်ကဲ့။လောက်ပြီမယ်လေ။ဟုတ်တူဒီကလေးကိုခွဲစိတ်ဖို့ လုတ်ပေးမယ်ပေါ့နော်ခလေးမင်းကကြည့်ပြီးတော့ဒါပေမဲ့မိဘတွေကိုလည်းခွင့်လုတ်ပေးပါပေါ့နော်ဒီခလေးလေးကိုကျွန်တော်ခွဲဆက်ပေးမယ်နော်ပြီးသွားရင်မိဘလက်တဲ့ပြန်အပ်မယ်ကြားလားမပြောရတဲ့သိဖွေးမှုရှိပါဘူးဒီကလေးနှလုံးခွဲပြီးဒီကလေးကျမရောက်ဒီနှလုံးခွဲဖို့အတွက်လူရှင်လေးပဲဩသိချင်တာဒါကြောင့်ရောဟို တူတူအားပေါ့နော်ဒီခလေးလေးကိုမကြည့်ရလို့ပေါ့နော်ဟုတ်ခုညီပေးမယ်ဆိုပြီးတော့သူကလောက်လိုက်တယ်ပူတူအားပြန်လဲတီထောင်ကြီးသွားနာလေတည်င်းလေးတွေ့လိုက်လို့ပေါ့နော်စိတ်မကောင်းတော့ခလေးမြင်ပူတူအားမနေတတ်ဘူးလေအမှန်တိုင်းပြောတော့ဘယ်ခလေးမဆိုခလေးအရင်ချစ်တာကို့အသက်နဲ့တော့ကာကွယ်သွားမှာပေါ့နော်အဲ့အတော့ကိုဖုံးဆက်ပြီးပြောပြလိုက်တာပေါ့နော်တကယ်ရောင်းတာဆိုတော့အင်းဆိုတော့ပြန်လာရင်ပေးမယ်လေဖုံးပူတူအားဟိုတတိဆိုတော့စကားတစ်လုံးမယ်အဲ့လိုမျိုးပေါ့ ဒါကနော်ဆိုတော့အဲ့ဒီဘာကျွန်တော်လည်းကျန်တဲ့ကိစ္စမပေါ့ဒီ30ပေးပြီးတော့ဗောနော်မိဘတွေကို30ပေးပြီးတော့ဒီကလေးနှစ်ကောင်ကိုခေါ်သွားပြီဆိုပြီးတော့ပုံစံမျိုးတစ်ချက်ကပြီးတော့ကြတော့တစ်ချက်ကဘယ်လိုလဲဆိုတော့ဒီကလေးကိုဗောနော်ဖေမေကအမြင်မရပြီးတော့ပြန်လာခေါ်ဝိုက်ဆိုပုံစံမျိုးတစ်ချက်အဲ့လိုမျိုးလေးရတော့ဒီဟိုသူ့ကိုမကျင်ရလို့ပြောတာမဟုတ်ပါဘူးဟိုကိုယ်ရဲ့ကျေးဇူးရှိတယ်လဲမမားပါဘူးကိုကြီးပူတူဆိုတာလဲကျွန်တော်တို့ရဲ့ကျေးဇူးရှိကျွန်တော်တို့တခါကူညီဘူးပါပဲအဲပတ်သက်၄သိန်းခေါ်ပေးဘူးပါလိုင်းကန်ကရဲ့တန်ကလေးရွေးဖို့ဆိုပြီးတော့ကျွန်တော်ကူညီပေးဘူးတယ် ကျွန်တော်တို့ရဲ့တကယ်ကျေးဇူးရှင်မှာသူကလည်းဒါပဲမဲ့လို့လည်းအဲ့လိုမျိုးလေးလှုပ်လိုက်ခါကျတော့ကျွန်တော်မိသားစုပိုင်းဆိုင်ရာရတော့ကိုကြီးကကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲဆိုတော့ချိန်မောင်းလက်ခံရတယ်ကျွန်တော်တို့အခုချိန်တော့မပြန်သေးပါဘူးအဲ့ဟိုဘနာကုတူတင်လိုက်တယ်ဆိုတာကုတူကဘာနှုတ်တဲ့နှုတ်တလုံးလိုပဲအတီးပြူတာပေါ့နော်ဘလို့ကဟိုဒီခလေးကို20နဲ့ဘယ်လဲယူလိုက်မယ်ပေါ့နော်ယူပြီးတော့ရတဲ့ပတ်စံလေးကို စေကူတပေးမယ်ပေါ့နော်အဲ့လိုကိုတတ်မှတ်လိုက်တာပေါ့ဟိုးဒီကခုနဲ့သားသမီးတွေအလှနေပေါ့နော်ကျွန်တော်ကြည့်လို့ဟိုးပေါ့နော်ဒီဒီကလေးလေးတနာလို့ဒါပေမဲ့ဟိုဘလို့ဖြစ်သွားမှန်းတော့မသိလိုင်းပုံမှာပြောင်းပြန်နေတန့်သွားတာပေါ့နော်ဒါပေမဲ့တလို့ပေါ်မှာမူတည်တာပေါ့နော်ဟိုတလို့ကကိုကျင်တတ်လားမကျင်တတ်ဟိုတလို့တလို့ကျင်တတ်လူပေါ့နော်ကျင်းရပါလေကိုဘူးတူကကျင်းရပါလေကျင်းရပါလေကိုကိုကြီးကျင်းရပါလေသူလည်းဒီလိုမျိုး စေတနာမှားတဲ့လုံမိတာလည်းရှင်းရှိမယ်လေဟိုဘလို့လဲဆိုတော့ဒီကလေးကျွန်တော်စေတနာမမှားဘူးလေကျွန်တော်စေတနာအမှန်ပဲလေသိရလေစေတနာမှားတဲ့ဒီလိုစေတနာပြောတဲ့ပြောမိတာတွေလည်းခွန်းဟိုကျွန်တော် ကျင့်ရပါတယ်လို့ပြောတာအဲ့လိုမျိုးပြောချင်တယ်ကျွန်တော်စကားမပြောတတ်လို့ပါခွန်း ဒီကလေးလေးအကိုကြီးကဘယ်လိုမျိုးဖြစ်ချင်တာလဲကုတုပြောပြပြောပြလိုက်ဘယ်လိုဖြစ်စေချင်လဲဒီကလေးဘယ်လိုဖြစ်ချင်လဲဒီကလေးအတွက်ပဲနော်မိဘတွေမပါဘူးဒီဟုတ်တယ်မဝယ်ဘဲနဲ့ဝယ်တယ်လို့ပြောကိုကြီးကပြောထားတယ်လေပြောထားတော့အဲ့ဒါရွာလူတွေကတကယ်ကြီးထင်တယ်တကယ်ကြီးရောင်းလိုက်တယ်ပြုလိုက်တယ်ဆိုပြီးတော့ဟိုတမီးတို့လည်းပြောဆိုခံတယ်အမတို့ပါဇက်နဲ့ပြောထားတာလေတမီးတို့ကဟိုရောင်းမယ်လို့ပြောတာမဟုတ်ဘူးလေသိန်း20နဲ့ပေးမယ်ဟိုယူမဲ့သူရှင်ပေးမယ်လို့ပဲတမီးတို့အဲ့လိုပဲပြောတာရောင်းမယ်လို့ပြောတာမဟုတ်ဘူးအဲ့နေ့ကလည်းပြောတယ်ဆိုတာလေအမတို့ကလည်းအဲ့ဒါလမ်းပေးရပါမှာဆိုလို့ ဟုတ်ကဲ့သမီးတို့ပြောရဆိုရလေလေမင်းတို့စကားများလားဒီစကားကပြောပြတာမှန်တကယ်တော့ကိုသားသမီးကိုမရောက်နိုင်ဘူးပေးလည်းမပေးနိုင်ဘူးအဲ့လိုမျိုးပြောနေရဆိုကျွန်တော်တို့ရင်းကလေးစိတ်မှပြန်လာပြီးတော့လင်းမရရဲ့အမကားလမ်းမေးလျှောက်လာလျှောက်လာပြီးတော့လင်းမရရဲ့ရင်ဖြစ်လာပြီးတော့အမဒီကြီးမကြီးကိုမွေးကျင်လို့ရှိပေးမယ်ဟာဆိုပြီးဘာညာသူကျွန်တော် ပြောလိုက်မိတယ်ဟုတ်ကဲ့ပြောလိုက်တယ်အဲပြောလိုက်မိရပြောလိုက်ပြောလိုက်မိရောလင်းမရအမလမ်းမအင်တာဗျူးမဲ့လူကြီးတွေတွေ့တော့အဲ့လိုမျိုးပြုလိုက်ရခါကျအဲ့လိုကျွန်တော်လည်းနှုတ်ကနေဖြတ်မိတယ် ဒါပေမဲ့ကျွန်တော်တို့ရင်ထဲပါလို့ပြောတယ်မဟုတ်ဘူးကျွန်တော်ကလေးတွေလည်းလူပုံမှလည်းမပေးနိုင်ဘူးကျွန်တော်တို့မရှိလို့ကူညီတောင်းတယ်ပုံမှုလေးလေးပဲတောင်းတယ်ဒီကလေးတွေနှလုံးခွဲဖို့အတွက်ဆိုရင်ပုံမှုလေးလေးပဲတောင်းတယ်ကြာပန်းပေါ့ညီသားကြာပန်းပေါ့ကျုံရဲအလုပ်လုပ်ခဲ့တာပေါ့ကော်ဒီကိုရဲ့သူကမဝယ်ဘဲနဲ့ဝယ်တယ်လို့ပြောထားတယ်လေအဲ့လားလေးကိုသူကဖြည့်ဖြည့်ရှင်းခိုင်းကျင်တာဟိုဒီတကယ်မဝယ်ဘူးပေါ့နော်တိတ်20လေးတကယ်မပေးဘူးပေါ့အဲ့လိုဟုတ်ကဲ့ယွာမဒီမှာပြောပြရအောင်ပေါ့နော်ဒါဖြစ်လို့ရွာမကဒီလိုပြဿနာလေးကြီးတက်တယ် လူကြီးအရံတိုင်တာကျွန်တော်တို့ကလေးကြောင့်တိုင်ပြီးတော့ခမအဲ့ကမကျော်ရောပြန်ပြန်လည်းကျွန်တော်စံကုန်မှာခဏနေဘုသူကဘလို့ပဲအကိုကြီးတို့ပဲအမားတို့ကအပြစ်ရှိကျွန်တော်ကအပြစ်ရှိပြန်ဖုံးတက်တဲ့လူသားလေအဲ့တော့အကိုကြီးတို့ဖြစ်ချင်တဲ့ကျွန်တော်ခေါင်းနှိပ်ပြပါမယ်ဒီကလေးကိုပေါ့နော်ဟိုဒီကလေးလည်းမခေါ်တစ်ခါမှမခေါ်ရသေးပါဘူးသူတို့လည်းဒီသိသိနေစင်တော့ပြေးရသေးပါဘူးဟိုဒီကလေးကိုလည်း သူတို့ပြန်ခေါ်သွားတယ်လည်းမဟုတ်ပါဘူးသူတို့ဒီကလေးကကျွန်တော်ကျွန်တော်တင်လိုက်တယ်မှာဒီကလေးနှစ်ကောင်ကသူတို့စီမှာမရှိပါတယ်ဒီကလေးတို့ကကျွန်တော်အရင်ဆုံးချိုးပြီးပြောလိုက်ရဆိုရဲဥစ္စာလေးဖြစ်ရှိနေပါလို့အဲ့လိုတကယ်သိန်း20နဲ့တကယ်မဝယ်ဘူးဆိုတဲ့အကြောင်းပဲပြီးတော့ဟိုကလေးဖေမေအမြင်မှန်ရလို့လာခေါ်ရတယ်ဆိုတော့ तू ကအကိုကြီးဘုတူကအဲ့လိုမျိုးတင်ထားဆိုတော့မသိလို့ရှိရင်တမီးတို့ကပေးပြီးမှအမြင်မှန်ရလို့သွားခေါ်ရတဲ့ပုံစံမျိုးဖြစ်ပြီးတော့အဲ့လိုမျိုးလူတွေကပြောကြတယ်အဲ့မှာအဖေရွာလူတွေဆိုလည်းအဲ့လိုမျိုးပြောကြတယ်ကိုသားတမီးကိုဘာဖြစ်လို့ပေးရတာလဲပြုရတာလဲဆိုပြီးတော့ ဒါပြီးတော့ဆဲကြတာပြီးတော့ခါတူတက်လာတာဟုတ်တက်လာတဲ့အချိန်မှာဘုတ္တူကဒီခလေးလေးကိုဘာလဲဝယ်လိုက်ပြီးပြောတာပေါ့နော်ဘုတ္တူကလည်းစကားပြောရင်လေဟိုအများနဲ့အလုပ်လုပ်ရဆိုတော့လေဟိုဒီခလေးလေးကိုကယ်ဖို့ကယ်ဖို့ဆိုတော့ယောဂဆေးကုပေးဖို့ပို့ပြီးဒီပတ်စံရတဲ့ပတ်စံကိုဆေးကုပေးမှလေဆေးကုပြီးဒါမိဘပေါ်မိဘကိုပြန်အပ်မှမိဘမွေးနိုင်လားမမွေးနိုင်စောက်စောက်နိုင်လားမစောက်စောက်နိုင်တကယ်ခလေးလိုအပ်တဲ့လူတွေတယောက်ဘလူလိုအပ်တဲ့တကယ် စစ်မှန်တဲ့လူထဲ့တော့ခလေးချစ်တတ်တဲ့လူဆိုတော့လေဒါပေမဲ့ဟိုပါခလေးမြင်ကဲရမှချင်တတ်တယ်ဒါနှလုံးသားကဲတာနော်အပေါ်ရန်တစ်ခုမှမပေါအောင်နော်ဟုတ်ကဲ့ကျွန်တော်ဘက်မှာအပေါ်ရန်ဆိုတာမရှိဘူးအဥဒမလက်ကြည့်ကြည့်အဲ့ဒီမှာဟိုဆွေပြည်နန်းတစ်ခုပဲရှိတယ်ဟုတ်ကဲ့အပေါ်ရန်မှာတော့လေကိုကြီးရဲ့ကျွန်တော်အပေါ်ရန်လိုက်လုပ်နေဟုတ်ကဲ့ဟိုလေးမြလာဝယ်စီးလေးရနေနော်အလှငွေဆိုလဲကျွန်တော်ထဲမဲ့လူတွေဆိုတော့ကျွန်တော်တော်တာမယူအလှငွေထဲမဲ့လူတွေတိုင်းကျွန်တော်သိတယ်ကျွန်တော်ဆက်သက်ဖို့ဆိုတာခဲရင်းနဲ့ ဖုံးကင်မှုဟိုဗါလဲစင်းရသားနဲ့တထေးနဲ့တော့တွေ့ရင်တော့မကျွန်တော်ကစင်းရသားဘက်မှာနေမှာเนาะအဲ့လိုလူတန်းသားမျိုးเนาะဟုတ်ဒါပေမဲ့စင်းရသားတစ်ခွဲနဲ့ချမ်းသာတဲ့လူတစ်ခွဲနဲ့တွေ့ရင်တော့မချမ်းသာတဲ့လူဘလောက်ပဲကျွန်တော်ဖပါကျွန်တော်ပုံမှန်မဆက်ဆက်နေစင်းရသားတမန်လူပဲဟာကြည့်ပြုတ်ခြင်းလည်းမရှိဘူးကျွန်တော်ပြောမှာလေအဲ့လိုဒီမှာတရားတွေလည်းနေတယ်ဒီလာတော့မှကျွန်တော်တရားတွေလာတယ်เนาะအဖော်လည်းမခေါ်ခဲ့ဘူး30နဲ့မဝယ်ရသေးဘူးဝယ်ဗါလဲဝယ်တာမဟုတ်ဘူးသူ့စိတ်ကုပေးဖို့ ဟာလာ slow ကဝဲတယ်ဆိုပြီးတော့ line ပေါ်မှာတင်တာပုတ္တရာမှန်တာပြောမှရမယ်လေဒါလိန်တယ်ပြီးကပြန်ဆက်လဲလောက်လို့အဆင်မပြေဘူးเนาะတခါတည်းတင်မှာအဆင်ပြေမှာเนาะဟုတ်ကဲ့လားအဲ့လိုမျိုးမဟုတ်ဘူးဝဲလိုက်တယ်ဆိုတာเนาะအခုကြီးเนาะဟိုပါလေဒီခလေးလေးကိုဆော့ဆော့ပေးခြင်းတော့เนาะဟုတ်ကဲ့ကျမရေးရပါဘောเนาะကျမရေးရမဟုတ်ပါဘူးဘောเนาะနားလဲပေးကြပါဘောเนาะဒီရွာလူတွေရေဘောเนาะအာအကိုကြီးတဲ့လိမ့်လိမ့်မမာလေးနေပြီနော်အကိုကြီးရောအမျိုးဘာပဲအခက်ခဲဖြစ်ဖြစ်ဘလို့ပဲဒုက္ခရရောက်ကျွန်တော်အပြစ်မပြောဘူးနော်အကိုကြီးနော် ခုတူကဆေးကုပေးမယ်ဆိုပြောပေါ့နော်ဒီဝယ်မိတယ်ဆိုပြီးတော့ပြောလိုက်တာပေါ့နော်တကယ်တော့မဝယ်ဘူးပေါ့တကယ်တော့မဝယ်သူခလေးလေးဆေးကုပေးဖို့ပေါ့နော်သိန်း30နဲ့သူတို့ရောင်းမယ်လို့ဗီဒီယိုတက်ပြီးတဲ့ဟာခုတူနဲ့ဒီခလေးမရောင်းနဲ့တွေ့သေးလားအဲမတွေ့ဖုံးမပြောပြစ်တယ်နော်ဟုတ်မတွေ့ပါဘူးဒါပေမဲ့အဲ့ဗီဒီယိုထဲမှာကြာတော့ဟိုကုတူကဒါခလေးတွေမိဘတွေလိမ်မာသွားလို့ခလေးတွေလည်းပြန်ပေးလိုက်ပါပြီဆိုတဲ့ဟာလေတက်လာရဲဆိုတော့လေအဲ့လိုဗီဒီယိုလေးတွေတက်လာရဲပေါ့ကုတူကပြောခြင်းလဲဟိုဗါလဲဟိုစိတ်မကောင်းဖြစ်မိတာပေါ့နော် ိုပါကိုချင်းစားတယ်ဘာပဲဖြစ်ဖြစ်လေဟိုနားနားလဲပေးကြပါဗောနော်ဟိုခွင့်လုပ်ပေးကြပါဗောကျွန်တော်တော့ဘာဖြစ်မှန်စီဖြစ်သေးမှားစီဖြစ်သေးကျွန်တော်တော့တောင်းမှန်တယ်ဗောနော်တောင်းမှန်တယ်လို့ပါအကျဉ်းသားပါလေအဲ့လိုမျိုးလေးဖြည့်ရှိပြရဲ့အတွက်လည်းကျွန်တော်တို့တကယ်လည်းမဟုတ်တဲ့ဆိုတဲ့အကြောင်းလေးဒီလိုမျိုး online ပေါ်မှာပြန်ပြပြရဲ့အတွက်ကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်ကိုကိုတူကိုလည်းတကယ်ပါ ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်ကလည်းဒီကလေးအတွက်ပဲကုညီတောင်းခဲ့တာရေပဲရှိရယ်ကျွန်တော်တို့အတွက်အကိုကြီးရလဲကျွန်တော်တို့ပတ်စံလိုချင်လို့ဆိုပြီးတော့ကျွန်တော်တောင်းတာလည်းတခုမှမရှိဘူးလေညီလေးတို့ကဒီကလေးအတွက်ဆိုပြီးတော့ကုညီတောင်းခဲ့တာမလဲရှိရယ်ကိုကြီးနိုင်ငံကားဘွေဆိုင်ကလေးကြီးဘွေဆိုကိုကြီးလှုပ်ပေးလိုက်တယ်လေးသိန်းပြူရိုက်ထားလိုက်တယ်အဲလွန်ခဲ့တဲ့နှစ်လလောက်ကကြာတဲ့ပြူကိုကိုကြီးအဲ့လိုမျိုးတင်လိုက်ရခါကျတော့ညီလေးတို့အတွက်ကြာမကောင်းတော့ဘူးအဲ့လို तू ကအရင်တော့အလူရှင်ရှိရယ် အကူကြီးရကကတော့ဖုံးဆက်သေးတယ်နော်ဟုတ်ကဲ့ဟုတ်ဆက်ပါညီပဲလူမရှိတော့ဘူးပြောတယ်နော်အဲအဲ့လိုမျိုးအဲ့လားညီလေးပြောလိုက်ကြဘယ်လိုဘယ်လိုပြောလိုက်လဲဆိုတော့အဲ့လားအကူကြီးကအဲ့လိုမျိုးတင်လိုက်တော့အလိုချင်မလားတော့မရှိတော့ဘူးအဲ့လိုမျိုးပြောတာကြောက်လဲဆိုတော့ तू ကနေပြီးတော့ဟိုဒီလိုဘကြိုးဖိုင်ကြီးတင်လိုက်တဲ့ခါကျတော့ဒီအလူရှင်ကမရှိတော့ဘူးပေါ့ဝင်သွားပြီဆိုပြီးတော့ဘကြိုးကြီးကတက်လာတော့လေတက်လဲတက်လာတော့ဒီလူမဲ့အလူရှင်ကမရှိတော့ဘူးအဲ့လိုမျိုးဖြစ်သွားတဲ့အတွက်အဲကြောင့်အကူကြီးညီလေးကအကူကြီးကအလှခံတာလို့လားလိုင်းပေါ်မှာ အလူမခံထားဘူးလေအဲ့လိုမျိုးကလေးနှလုံးခွဲမယ်ဆိုပြီးတော့အဲ့လိုမျိုးတင်ထားတော့သူအလူလူမဲ့သူရှိရဲ့လူမဲ့သူရှိအကိုကြီးအဲ့လိုမျိုးရှိတယ်ရှိတာပေါ်ပေါ်လာမယ်ဆိုပြီးအဲ့လိုမျိုးဖြစ်နေကြပြောတာအစတော့တော့ရှိတယ်အခုမရှိတော့ဘူးလေအဲ့လိုမျိုးကလေးဝယ်လိုက်ပြီဆိုပြီးတင်လိုက်တော့ဘယ်သူမှလည်းအလူရှင်မရှိတော့ဘူးတာဝန်ယူတော့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုတော့ဒီကလေးကိုဟုတ်တူပဲတာဝန်ယူပေးရမှာပေါ့ဟုတ်လားရှိစားနော်ဟုတ်ကဲ့လောက်ပြီမယ်လေဟုတ်တူဒီကလေးကိုခွဲစိတ်ဖို့ လောက်ပေးသေးမယ်ပေါ့နော် ခလေးမင်းသာကြည့်ပြီးတော့ဒါပေမဲ့မိဘတွေကိုလည်းခွင့်လုပ်ပေးပါပေါ့နော်ဒီခလေးလေးကိုကျွန်တော်ခွဲဆက်ပေးမယ်နော်ပြီးသွားရင်မိဘလက်တဲ့ပြန်အပ်မယ်ကြားလားအရှိမအများကြီးရတဲ့ပုံလူနာကလေးကျမ်းစာရေးကောင်းဖို့ကဘသူပဲကိုညင်ကြီးရတယ်။ဟုတ်ပြီ။ဒါစိုက်ပါမှလုံနော်။ဟိုဘလဲ။အဲဆိုရင်တော့ဘလို့လောက်ဖို့အစီအစဉ်ရှိတယ်အမားပေါ့မှာ။အမယောက်ျားတော့မျက်နှာကောင်းတယ်အမားတော့မျက်နှာနည်းနည်းပုတ်နေလို့။ဘာမှမဖြစ်ပါဘူး။ဘာမှမဖြစ်ဒီလိုပဲနေတတ်တယ်သူတကယ်ပါအကိုကြီးကဘလို့မှလည်းကျွန်တော်စိတ်လည်းမစိုးဘူး။အဲ့လိုမျိုးလေးပြန်ပြီးတော့ဖြစ်ရှင်းပေးတဲ့အတွက်ကိုကျွန်တော်တို့က ိုကြီးကျေးကျေးသူလည်းအများကြီးတင်တယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအပေါ်မှာပြောကန်ဆိုကန်အစဲကန်ကညီလို့အကြောင်းမဟုတ်ဘူး။အဲရွာလူကြီးရောက်ကမကြီးကသူတိတ်ခါကြတာပေါ့။အကုန်လုံးပဲပေါ့။ဆေးကန်ကဘာမှပြတာလဲ။ရန်ကင်း။အော်ရန်ကင်းမှာရတယ်။သေုံကြီးမှာဆိုရင်ရတယ်။ဟုတ်ကဲ့။အကုန်လုံးကူညီနေတယ်နော်။အဲ့ဒါမှပေါ့နော်နားလည်ပေးကြပါပေါ့နော်။ဒီဒီမိသားစုလေးပေါ့နော်။တကယ်ဗလဲအကူကြီးဆိုလဲဒါအ အမားဆိုအမားမသိဘူးဟာဟုတ်ကဲ့အကိုကြီးဝင်ခံလားအမားမသိပါဘူးဟာဝင်ခံတယ်ဝင်ခံတယ်အဲ့ဒါပဲဒီခက်ခက်လေးမြန်မာပြည်မှာရှိတဲ့ခက်လေးမှများအခက်ခဲဖြစ်တဲ့လူအားလုံးကျွန်တော်မှလည်းတာဝန်ရှိတယ်ကျွန်တော်ကယ်ဆယ်တိုင်းလောက်ကယ်ဆယ်မယ်အသက်ရှိပြီရတော့ဒီခက်လေးလေးတွေကိုမိသားစုပေါ့နော်ဒီရွာပေါ့နော်ဘာလဲခွင့်လွှတ်ပေးကြပါပေါ့နော်အပြစ်မရှိပါဘူးပေါ့ဟုတ်ရှင်းသူလည်းအများကြီးကျင်ပါရဲ့ကိုကိုကျူတကယ်ကျေးဇူးအများကြီးကျင်ပါကျွန်တော်တို့ပေါ်လည်းကျေးဇူးအများကြီးရှိခဲ့ဘူးပါကျွန်တော်ဒုက္ခရောက်တော့လည်းခေါ်ပြီးတော့ကျေးဇူးလုပ်ပေးဖို့ပါဒီကောင်တို့ ကျေးဇူးလည်းအများကြီးတင်ပါတယ်။အမလည်းပြောပြလိုက်ပါအောင်ကျေးဇူးတင်စကားလေးပဲ။ဟောကိုရွေးလည်းကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကိုဒုက္ခရောက်နေတဲ့အချိန်မှာကိုရက်ကူညီဘူးတဲ့။အခုလည်းဟိုကလေးနှလုံးခွမ်းမယ်ဆိုပြီးတော့ကိုရက်ကဂျားတွေဝင်ကူညီတာဝင်ကူညီတာအောက်ကလူတွေကမသိဘဲနဲ့ကလေးစေတနာအမားတွေသူတို့ကကြားပြီးတော့ဟိုကလေးဝယ်လိုက်တယ်ပြုလိုက်တယ်ရောင်းလိုက်လာဆိုပြီးတော့အဲ့လိုတွေရေးချင်တယ်ရေးပြောချင်တယ်ပြောနေတာ။အဲ့လိုပြောကြပါနဲ့ပေါ့နော်။အဓိကဒီကလေးအသက်ရှင်မှုပဲနော်။ဟုတ်ကဲ့နော်မနော်။ဒီကလေးအသက်ရှင်မှုပဲ။ဒီကလေးကိုပဲဝိုင်းကြည့်မယ်နော်။